လွန်ခဲ့တဲ့ပိုင်းမှာမူချန်တို့ဖွဲ့နဲ့မိုးလောင်ကျူတို့ဖွဲ့ကတက်ရောက်ချင်းတိုက်ခိုက်ကြတယ်။မူချန်နဲ့လော်လီကအာသနေနေဆိုပြီးမှဆန်ရှန်နဲ့လီရွှန်တုံကတော့အေးနေနေတယ်။ဝီဂျူလေးမစခင်ကျွန်တော်လှမ်းအဆောက်ခိုင်းနေပြီပါ။အားလုံးကျေးဇူးတင်ပါတယ်။ဘူဂျာကသူ့ရဲ့တောင်တန်းကိုကူအစီရန်ကိုဖော်လိုက်တော့မူချန်ကလည်းနှလုံးသားမျက်လုံးကိုဖွင့်လိုက်တယ်။နှလုံးသားမျက်လုံးကိုမြင်တာနဲ့ဘူဂျာကမူချန်အပေါ်ကိုတော်တော်လေးဒေါရလေးထွက်သွားတယ်။သူမရောက်နိုင်တဲ့အဆင့်ကိုသူ့ထပ်အတန်းငယ်တဲ့ကောင်ကရောက်သွားတဲ့ဆိုတော့သူ့ရဲ့ဒေါရတွေကမူချန်ပုံမှာအဆတိုးလာတယ်။ သူ့ရဲ့လက်ကမ်းနဲ့ဒစိမ့်တွေပြောင်းလဲလိုက်တာနဲ့တောင်တန်းရှစ်ခုကမူချန်စီကိုပြေးဝင်လို့သွားတယ်။မူချန်ကလည်းသူ့ရဲ့ဖျားစီးတွေကိုထုတ်ပြီးပြန်ပြီးကွက်လိုက်တယ်။ဖျားစီးတွေကနေဆွေအောင်နဂါးလေးကောင်ကထွက်ပေါ်လို့လာတယ်။သူ့စီးကိုဝင်လာတဲ့တောင်တန်းရှစ်ခုကိုသူ့ရဲ့ဖျားစီးတွေကနဂါးတွေနဲ့ကွက်ပြီးသူကလှိမ့်လိမ့်မြန်မြန်ပဲနောက်ဆုံးတစ်ခုမှကျန်တဲ့တောင်တန်းစီကိုပြေးဝင်လို့သွားတယ်။ပထမဆုံးဝူကြားတိုက်ခတ်လိုက်တဲ့တောင်တန်းရှစ်ခုကအတုတွေနောက်ဆုံးတစ်ခုကတော့အစစ်ပဲ။မူချန်အခုပြေးသွားတဲ့နေရာကလည်းအစစ်ရှိတဲ့နေရာပဲ။ သူကရှိသမျှအင်အားအကလုံးကိုလက်သီးမှဆုပ်ပြီးတော့တောင်တန်းအစ်စ်ကိုထိုးလိုက်တယ်။တောင်တန်းကတဖြည်းဖြည်းနဲ့အကွဲလာပြီးနောက်ဆုံးကကြေမှွပျက်စီးသွားတယ်။သူရဲ့အစိမ့်မှန်တောင်တန်းပျက်စီးသွားတာနဲ့ဟူကြားရဲ့မျက်နှာကချက်ချင်းပျက်စီးသွားတယ်။တပ်ဖက်မှလည်းမိုးလောင်ကြီးကသူရဲ့အနံ့ရောက်နဂါးကြီးကိုပို့ပြီးအစွမ်းထက်လောက်အောင်စွန့်အင်းနေတုံ့မြင့်ပေးနေတယ်။သူရဲ့အနံ့ရောက်နဂါးကနေထွက်ပေါ်နေတဲ့စွန့်အင်းတွေကတော်တော်လေးကိုကြောက်စရာကောင်းတယ်။မျောစဉ်ပေါ်မှာသူတို့ရဲ့တိုက်ပွဲကိုကြီးနေတဲ့အစိမ့်ရောက်ဝတ်စုံတဲ့လူငယ်လေးကလည်းရလက်ကိုသူကတီသွားသလိုပဲခေါင်းဝင်တဆက်ဆက်ညှိနေတယ်။ မိုးလောင်ကြီးကဆန်ရှန်ကိုအော်ပြောတယ်ဆန်ရှန်ဒီပြန်ပွဲကဒီမာတင်ပြီးဆုံးသွားတော့မယ်ပြီးတာနဲ့မိုးလောင်ကြီးကသူ့ရဲ့နဂါးကြီးကိုဆန်ဆန်းကြီးကိုလွှတ်လိုက်တယ်ကျင်းနေကြတဲ့သူတွေပြင်စုရွှန်းတဲ့ဟီယောတို့တော့ဆန်ရှန်အတွက်စိတ်ပူသွားကြတယ်ဆန်ရှန်ကလည်းဆုံးပြတ်ချက်တစ်ခုကိုချလိုက်တယ်ပြီးတော့သူ့ရဲ့ရွှေရောင်နှံကြီးကိုကင်ပြီးအပေါ်ကိုပြည့်တက်သွားတယ်အပြည့်တန်ခတ်ခြင်းနတ်ဖျားအစဉ်ဝိဇ္ဇပညာရဲ့အပြည့်တန်ခတ်ခြင်းလှန်သွားတော်တော်လေးကိုကြောက်ရွံ့ကောင်းနဲ့လှန်သွားတယ်ကအကြိတ်တွေပွားလာတယ် ပြီးတော့အန့်ဖွဲ့အပြည့်အဝခက်ချင်းစွမ်းအားတွေကလည်းကောင်းကင်ဘုံမှာဖျားထွက်လာတယ်။အယောင်တွေတဖက်ဖက်တောင်းနေတဲ့ရွှေရောင်လှန်သွားကအာလုံးရဲ့အကြီးအောက်မှာပဲမိဆာနဂါးကြီးနဲ့တိုက်မိသွားတယ်။ပေါဝဲတန်ကြီးနဲ့သူစန်းချန်ရဲ့ရွှေရောင်လှန်သွားတွေကမိဆာနဂါးရဲ့တိုက်ခိုက်မှုကြောင့်အပိုင်ပိုင်းပြတ်ထွက်သွားတယ်။ပြီးတော့မိဆာနဂါးရဲ့စွမ်းအားတွေကလည်းစန်းချန်ကိုဖောင်းဝန်သွားတယ်။စန်းချန်ကမိဆာနဂါးကြီးကိုဖျက်ဆီးဖို့အသာထားသူ့ကိုယ်သူတော့ဒဏ်ရာမရအောင်မနေကြီးပြန်ပြီးကာကွယ်နေရတယ်။မိုးလောင်ကြီးကလည်းဒါဝအခွင့်ရင်းယူပြီးစန်းချန်ရဲ့အနာကိုပြေးဝင်လာတယ်။ ပြီးတော့သူ့ရဲ့မိဆာနဂါးကြီးကိုလက်ကိုဖွင့်ရန်လိုက်တာနဲ့နဂါးကြီးကဆန်ရှန်ရဲ့ရင်ဘက်မှာသွားပြီးထိသွားတယ်။ဆန်ရှန်ကဒဏ်ရာရပြီးအဝေးကြီးကိုလွန့်သွားတယ်။ဗဇက်ကနေလည်းသွေးတွေအန်ချလာတယ်။အခုဆိုရင်ဆန်ရှန်ရဲ့ရင်ဘက်မှာဒဏ်ရာကြီးကြီးမားမားတစ်ခုရသွားပြီးဆန်ရှန်ကလွန့်သွားတဲ့အချိန်ကြောင့်မြေကြီးပေါ်ကိုပြုတ်ကျသွားတယ်။သူကျတော်တဲ့နေရာမှာဂျိုင်ဝမ်အကြီးကြီးတောင်ဖြတ်သွားတယ်။ကြည့်နေကြတဲ့သူတွေကတော့တန်းအံ့တော်ဖြစ်နေတယ်။ဖုံမို့တွေကလည်းလွေးစင်တက်လာတယ်။မိုးလောင်ကြီးကဂျိုင်ဝမ်ရဲ့အနာဥသွားတယ်။တက်လာတဲ့ဖုံမို့တွေကသူကလွန့်အောင်လှုပ်လိုက်တယ်။ အဲ့ဒီခါမှာတော့သွေးတံတက်လိမ့်လိမ့်နဲ့လေကျနေတဲ့ဆန်းရှန်းကိုတွေ့ရမယ်။ဆန်းရှန်းကအန်ဝင်ကြိတ်ပြီးပြန်ထလိုက်တယ်။ပြီးတော့သူ့ရောရွှေရောင်လံကိုသူကချစ်ချစ်ပအောင်ပြန်ပြီးတော့ဆုတ်ထားလိုက်ပြန်တယ်။ဆန်းရှန်းကမတက်ရက်နိုင်သေးတဲ့ဆိုပေမဲ့သူ့စီမှာတိုက်ခိုက်နိုင်တဲ့စွမ်းအနေတော့မရှိတော့ဘူး။မိုးလုံးကြီးကဆန်းရှန်းကိုအထင်သေးတဲ့ပုံစံမျိုးနဲ့တစ်ချက်ကြည့်လိုက်တယ်။ဆန်းရှန်းမင်းမသိခင်ဘာပြောချင်သေးလဲ။မင်းပြောစရာစကားများရှိသေးလို့လား။ဆန်းရှန်းကဘာမှပြတ်မပြောဘူး။သူရဲ့ကိုတွေကနေစွမ်းအင်တွေကိုထုတ်လုပ်ဖို့စူးစမ်းလိုက်တယ်။ဒါယူမဲ့ဘာစွမ်းအင်မှထွက်မလာဘူး။ စွမ်းရည်အစာသွေးတွေကပဲပူပူပြီးထွက်လာတယ်။ဆန်ရှန်ရဲ့အမှုရာကိုကြည့်ပြီးမိုးလောင်ကြီးကခေါင်းဟလိုက်တယ်။ဒီအတိုင်းဆိုရင်ဒီတိုက်ပွဲမှာငါတို့ရဲ့မိဆာနဂါနန်းတော်ကအနိုင်ရသွားပြီးမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကဘာမှစောက်သုံးမကြပါလား။ပြီးတာနဲ့တော်တော်လေးကိုကြောက်စရာကောင်းတဲ့စွမ်းအိမ်တွေကိုထုတ်ထုတ်လိုက်တယ်။သူ့ရဲ့မျက်လုံးထဲမှာလည်းလူသားချင်းနဲ့အယောက်ယောက်တွေထွက်ပေါ်လာတယ်။သူကပြောတယ်။ဆန်ရှန်နောက်မွားကြရင်မင်းလည်းအသုံးမကျတဲ့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကိုသွားပြီးတော့မနေနဲ့တော့။ ဒီစကားကိုပြောပြီးသွားတာနဲ့မူလောင်ကြီးကအစုံမဲ့စွမ်းအင်းတွေကိုထုတ်လိုက်တယ်။ပြီးတော့ဆန်းရှန်းစီကိုပြေးဝင်သွားတယ်။ယုတ်ကြီးဆိုသလိုပဲဆန်းရှန်းရဲ့အရှိမကြီးမာတဲ့ဝင်းညင်းအစီမံတစ်ခုကထွားပေါ်လာတယ်။အဲ့ဒီတော့ကြောင့်ကျဲလောင်တဲ့အတန်နဲ့သူမူလောင်ကြီးကအနောက်ကိုပြန်ပြီးဆုတ်လိုက်ရတယ်။ကြည့်နေကြတဲ့လူတွေအားလုံးကလည်းပေါက်ကွဲတဲ့ရှိတဲ့နေရာစီကိုအကြည့်ရောက်သွားတယ်။မျောစင်ပေါ်မှာကြည့်နေတဲ့အစမ်းရောင်ဝတ်စုံတဲ့ကောင်ကလည်းပြောတယ်။ဒါကဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲ။ဖုံမှုတွေပျောက်ကွက်သွားတာနဲ့အားလုံးရဲ့အကြည့်တွေမှာလူနှစ်ယောက်ပေါ်လာတယ်။တယောက်ကလက်ဘင်းကိုညှစ်ထားတယ် လက်ဘေးညှက်ထားတဲ့လူကတော့မူချံဖြစ်ပြီးလက်ဘေးညှက်ခံထားရတဲ့လူကတော့ဝူချာဖြစ်တယ်။ဝူချာကတော့မူချံစီမှာရှုံးသွားပြီးမူချံကတန်မာတဲ့လက်တင်နဲ့ဝူချာရဲ့လက်ဘေးကိုညှက်ထားတယ်။ဝူချာနည်းနည်းလှောက်လာနဲ့မူချံကသူ့ကိုလက်ဘေးညှက်ပြီးတက်ပြက်လာလိမ့်မယ်။အာလုံရဲ့အကြည့်တွေကလည်းသူတို့ကိုပဲအာယုံဆိုင်နေကြတယ်။အစိုင်းရောင်ဝတ်စုံတဲ့ကောင်ကမူချံတစ်ချက်ကြည့်ပြီးတော့ပြောတယ်။တော်တော်ကိုစိတ်ဝင်စားစရာကောင်းတဲ့လူပဲ။ဒါပေမဲ့သူကခေါင်းကိုဆက်ပြီးတော့ခါလိုက်တယ်။ ဘူဂျာရှုံနေသွားတဲ့ဆိုပေမဲ့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီချောင်းကအနိုင်ရသွားပြီလို့ပြောလို့မရသေးဘူးမူချန်ကတဖြည်းဖြည်းနဲ့လေပေါ်ကိုပြန်တက်လာတယ်ပြီးတော့အောက်မှာသွေးအလူလူနဲ့ဖြစ်နေတဲ့ဆန်းဆန်းကိုတစ်ချက်ကြည့်လိုက်တယ်မူလောင်ကြီးကပြောတယ်မင်းကတော်တော်လေးကိုအံ့ဩစရာကောင်းတာပဲဒါယူမဲ့မင်းလာတာနောက်ကျသွားပြီသူ့ရွှန်တို့ဟီယောတို့ကတော့ဆန်းဆန်းရဲ့အနာကိုပြေးလာတယ်မူချန်ကကြံတဲ့တိုက်ပွဲတစ်ခုကိုအကဲခတ်လိုက်တယ်တိုက်ပွဲတွေကတော့ပြင်းထန်နေတော့မယ် ဘဒူမအတာစီမရနိုင်သေးဘူးမူထန်ကဘာမှမစင်စားဘဲနဲ့အင်အားနဲ့အကလုံးလက်သီးတဲစုပြီးဝူကြားရဲ့ရင်ဘတ်ကိုထိုးလိုက်တယ်အဲဒီခါမှာတော့ဝူကြားကလက်သီးတောင်ထိပ်ပြီးသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဝိညာဉ်စွမ်းရဲ့အကလုံးကပျောက်ွယ်လို့သွားတယ်မူထန်ကဝူကြားကိုထိုးပြီးတာနဲ့စုရွှန်းတို့ဟီယော်တို့ရှိနေတဲ့နေရာကိုသွားလိုက်တယ်ပြီးတော့တော်တော်လေးကိုများပြားတဲ့စွမ်းအင်တွေကိုထုတ်ပြီးမိုးလောင်ကြီးကိုတစ်ချက်ကြည့်လိုက်တယ်မိုးလောင်ကြီးကမူထန်ကိုကြည့်ပြီးတော့မဲ့ပြုံးပြုံးတယ်မင်းကငါ့ရဲ့ပြိုင်ပွဲမဟုတ်နိုင်သေးဘူးငါမင်းကိုတော်တော်လေးစိတ်ပြတ်နေပြီး မင်းရ9ရဲ့အစီအစဉ်တတော်များများကိုဖျက်ဆီးခဲ့တယ်။မင်းဝန်ကဒီနေရာမှာပဲတကယ်ကိုတတ်ချင်နေပြီးပြီးတာနဲ့သူကစွန့်အင်းတွေကိုထုတ်ပြီးမူချန်စီကိုပြေးဝင်သွားတယ်။ဆူရွှန်တို့ကလည်းဒါအောင်မြင်တော့မူချန်ကိုတရိထားဖို့ဆိုပြီးလှမ်းអော်ပြောတယ်။မိုးလောင်ကြီးကချက်ရှင်းဆိုလိုပဲမူချန်ရဲ့အနာကိုရောက်လာတယ်။အာပြင်းနဲ့လက်သီးတွေနဲ့မူချန်ကိုလိုက်ပြီးတော့ထိုးတယ်။ဒါပေမဲ့မူချန်ကဝဲပြန့်နဂါဝိဇ္ဇာတိုင်းချန်ကိုအတုံးပြုတ်ပြီးမိုးလောင်ကြီးကတိုက်ခွဲအကလုံးကိုရှောင်ပြသွားတယ်။မူချန်ရဲ့တိုင်ခွဲကိုကြည့်ပြီးမိုးလောင်ကြီးကအံ့ဩသွားတယ်။ဒါကဝဲပြန့်နဂါဝိဇ္ဇာတိုင်းပဲ။ အဖီယောနဂန်းအမြင့်ဆုံးစွမ်းပိုင်ရှင်ရဲ့အခန်းထဲကနေတန်ဘိုးကြီးတဲ့အရာကိုရရှိခဲ့တဲ့ထင်တယ်။ဒါအပြင်မင်းကဒီလိုနဂါဝဲပြန်ဝိဇ္ဇာတိုင်းကိုမှလေးလံနိုင်ခဲ့သေးတယ်။အဖီယောနဂါကဟိုးရင်တော့သူတို့မိဆာနဂါနန်းတို့ကလူပါ။သူကသူတို့အဖွဲ့စီကနေထွက်ပြေးသွားတယ်။ဒါပေမဲ့မိဆာနဂါနန်းတို့ကဘလို့ပဲလိုက်ဖမ်းပါစေ။ဒီအမြင့်ဆုံးအဖီယောနဂါကဒီဝဲပြန်နဂါဝိဇ္ဇာတိုင်းပညာကိုတုံပြီးလွတ်မြောက်သွားစမြဲပဲ။မူချန်ကမိုးလောင်ကြီးနဲ့တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တယ်။သူတိုက်ခိုက်တဲ့ဆိုတာကအနိုင်ယူဖို့မဟုတ်ဘူး။ လော်လီလန်လီရှွမ်သုံးတို့ကိုအချိန်ဆွဲထားပေးတာအကယ်၍ဒီနှစ်ယောက်တောင်နိုင်သွားမယ်ဆိုရင်မိုးလောင်ကြီးကိုသူတို့နိုင်မှုကပိုပြီးတော့ယာကန်တို့များသွားလိုက်မယ်မိုးလောင်ကြီးကပြောတယ်ငွေပြန်ငကားတိုင်းချန်ကအရန်ကုန်ထိုင်လန်းစရာကောင်းပြီမယ်မင်းကနိုင်တဲ့အဆင့်မှာပဲရှိနေသေးတယ်မင်းကမရှင်နိုင်ဘူးလို့ထင်နေတာလားပြီးတာနဲ့သူကအရှိကိုခြေတလန်းတိုးလိုက်တာနဲ့တော်တော်လေးကိုကြောက်ကြက်ကောင်းတဲ့ဝိညာဉ်စွိုင်းတွေကကောင်းဝင်တစ်ခုလုံးကိုဖောအုံသွားတယ်အနိုင်ရောင်ဝိညာဉ်စွိုင်းတွေကလည်းတဖြည်းဖြည်းကျယ်ပြန့်လာပြီးပကြီးကားတစ်ချက်ပုံစံတစ်မျိုးပဲမူချံကိုဖောအုံထားတယ် အားလုံးကမူချံပြေးမဲ့လမ်းနဲ့အကလုံးကိုပိတ်ဆို့ထားလိုက်ပြီးပြီးတာနဲ့မူလောင်ကြီးရဲ့ကူကနေငကားဟိမ့်သန့်ပေါ်လာတယ်။သူ့ရဲ့လက်ကိုဖြတ်လိုက်တာနဲ့လက်ကနေလက်သေးတွေရှည်ထွက်လာတယ်။အဲ့ဒီတိုင်ကတော့မိဆာငကားလက်သေးတိုင်းမူလောင်ကြီးကသူ့ရဲ့လက်နှစ်ဖက်လုံးကိုအရှိတ်ကိုဖြတ်လိုက်တာနဲ့ကောင်းကင်ပေါ်မှာပေတရာလောက်ထိကိုကြီးမာတဲ့ငကားလက်သေးကြီးနှစ်ခုပေါ်လာတယ်။မူလောင်ကြီးကလက်ကိုအောက်ချလိုက်တာနဲ့အဲ့ဒီငကားလက်သေးကြီးနှစ်ခုကမူချံစီကိုတဖြည်းဖြည်းဆင်းလာတယ်။မူချံကလည်းလက်ကနေတစိမ့်တွေပြောင်းလဲလိုက်ပြီးသူ့ရဲ့အနောက်မှာကျဲသားရတွေနဲ့တားရဲသုံးကောင်ကိုဖော်လိုက်တယ်။ ီးတာနဲ့အဲ့ဒီလက်ဝါးကြီးကိုသူ့ရဲ့သားရဲ့သုံးကောင်နဲ့ပြန်ပြီးတော့သားစီးလိုက်တယ်။ကျေလောင်နဲ့ပါဝဲတဲ့ကြီးထောပေါ်လာပြီးမူချန်ကပေတထောင်လုံးထီကိုလွှင့်ထွက်သွားတယ်။အခုမှမိုးလောင်ကြီးဘလောင်အစွမ်းထက်လဲဆိုတာမူချန်သိတော့တယ်။မူချန်ကမိုးလောင်ကြီးကိုတစ်ချက်ပြန်ကြည့်လိုက်တယ်။မိုးလောင်ကြီးကတော့အေးအေးဆေးဆေးပဲ။ဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့လက်နှစ်ဖက်ကိုအနောက်ပြစ်ပြီးတော့မူချန်ကသူကပြောတယ်။ကောင်းငင်ကူပြောင်းခြင်းနောက်ဆုံးအစ်စ်လေးနဲ့ငါရဲ့ရဲချက်ကိုခုခန့်နိုင်နေဆိုတော့မင်းမအစွမ်းစားရှိတာပဲမူချန်ကတော့သူ့ကိုဘာမှပြတ်မပြောဘူးစိမ့်စိမ့်ကြီးစိုက်ကြည့်နေတယ် မွန်လောင်ကြီးကအရှိ့ကိုလက်ကမ်းပြီးတော့မူချက်ဝင်ပြောတယ်။အဖျော်နဂါအမြင့်ဆုံးစွမ်းအပိုင်ရှင်ကငါတို့ရဲ့မိစ္ဆာနဂါနန်းတော်ကလူပဲ။သူ့ရဲ့ဝဲပြန့်နဂါဝိဇ္ဇပညာရဲ့ကိုလေ့လာခဲ့တယ်ဆိုတော့မင်းကငါတို့ရဲ့မိစ္ဆာနဂါနန်းတော်နဲ့ဆက်သွယ်မှုရှိသွားပြီးမင်းသားစမ်းရှမ်းနဲ့နောက်လိုက်တွေကိုတတ်နိုင်ရင်ငါတို့ရဲ့မိစ္ဆာနဂါနန်းတော်ရဲ့အဖွဲ့တွေကိုမင်းကိုဝင်ဖို့လက်ခံပေးမယ်။ငါစီမနေရင်မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းမှထဲမင်းရဲ့အနာဂတ်ကပို့ပြီးတော့တိုးတက်လာလိမ့်မယ်။မိုးလုံးကြီးရဲ့ကမ်းလှမ်းမှုကိုကြတော့မူချန်ကဟက်ကနေကြီးလိုက်တယ် မြောင်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းကြားခွေပြေးဝက်ပြေးပြေးနေရတဲ့မင်းလုံးလူကဒီလိုစကားမျိုးကိုပြောရဲသေးတယ်ပေါ့မူချမ်းရဲ့စကားကြောင့်မူလောင်ကြီးကအဆိုင်ကိုထိသွားတဲ့ပုံစံမျိုးပဲတော်တော်လေးတင်းသွားတယ်။ငါရဲ့ကံလမ်းမှုကိုလက်မခံဘူးဆိုတော့ဒီနောက်ပိုင်းမျိုးတော့မှာပဲတခြားလူတွေနဲ့အတူမင်းသိလိုက်တော့ပြီးတာနဲ့သူ့ရဲ့လမ်းနှက်ဖက်ကိုအရှိတ်ကိုဆက်တန်းလိုက်တယ်။အမဲရောက်ဝိညာဉ်စွမ်းအင်တွေကထောပေါက်လာပြီးနဂါးနှက်ကောင်ပြေးပြောင်းလဲသွားတယ်။ပြီးတာနဲ့ကျဲလောင်နဲ့ဟိမ့်တန်တဲ့သူနဂါးနှက်ကောင်လုံးကမူချမ်းကြီးကိုပြေးဝင်သွားတယ်။ ူချန်ကလည်းဝဲပြန့်နဂါဝိဇပညာရက်ကိုတုံပြီးတော့ရှောင်လိုက်တယ်။ပြီးတော့သူ့ရဲ့လက်ထက်ကနေတလင်းကြောက်လေးတစ်ခုကိုထောက်ပြီးတော့လက်ကနေတင်ကင်သားတွေကိုဖော်လိုက်တယ်။လက်ကနေဒစိမ့်တွေကိုဖော်ပြီးသွားတာနဲ့မြေကြီးတွေကတုံခါလာတယ်။ပြီးလို့ရှိရင်မိုးနဲ့မြေကြားမှာတော်တော်လေးကိုများပြားတဲ့စွန်းအင်းတွေထွက်ပေါ်လာတာကိုအားလုံးကသတိပြုမိလိုက်တယ်။ပြီးတော့နာနဲ့တော်တော်လေးကိုကြီးမာတဲ့အနှံ့အောင်ကြာပွင့်တစ်ခုကအလဲတဲတဲမှပေါ်လာတယ်။စွန်းအင်းတွေကလည်းတော်တော်လေးကိုကြောက်စရာကောင်းတယ်။ကြာပန်းထွက်ပေါ်လာတာနဲ့တပြိပြိနဲ့ကြာပန်းတွေကစတင်လဲပတ်လာတယ်။ အစမ်းရောင်ဝတ်စုံနဲ့ကောင်ကကြည့်ပြီးမူချောင်တော်တော်လေးအထင်ကြီးသွားတယ်။ဒီလိုအသက်ရွယ်လေးနဲ့အစ်စ်ကဝိညာဉ်အစီမံဆက်ရာတယောက်ဖြစ်နေတာလား။မူချောင်ကသူ့ရဲ့လက်ကမ်းနဲ့ဒစိမ့်တွေပြောင်းလဲလိုက်တာနဲ့ကြာပန်းရဲ့အလဲတဲတဲမှာစွန်းအင်းတွေကိုစူးစီးလိုက်တယ်။တူးစီကိုပြေးဝင်လာတဲ့နဂါးနှကောင်ကိုကြာပန်းကနေအလင်းတန်းနဲ့လှမ်းပြီးပြစ်လိုက်တယ်။ကြာပန်းကအလင်းတန်းနှစ်ခုနဲ့နဂါးနှကောင်ကဝင်ပြီးတိုက်မိသွားတယ်။ခဏလေးအတွင်းမှာပဲမူလောင်ကြီးကနဂါးနှကောင်ကအော်ဟစ်ပြီးတော့ပျက်စီးသွားတယ်။ဒါပေမဲ့ကြာပန်းရဲ့အလင်းတန်းကဒီမှန်တင်ရမသွားဘူး။ အနောက်မှာရှိနေတဲ့မိုးလောင်ကြီးစီကိုပြေးဝင်လို့သွားပြန်တယ်မိုးလောင်ကြီးကလည်းနဂါအကြီးကွန်တစ်ခုကိုသူ့ရဲ့ရှိမှကာလိုက်တယ်ပြီးတော့သူ့စီကိုပြေးဝင်လာတဲ့အလင်းနဲ့တစ်ခုကိုလက်သီးနှစ်ဖက်ဝင်အင်အားတွေစုပြီးပြန်ပြီးတော့ထိုးထုတ်လိုက်တယ်ကျဲလောင်နဲ့ပေါက်ွဲတဲ့ရင်ထွက်ပေါက်လာပြီးမိုးလောင်ကြီးရဲ့အရှိမှရှိတဲ့အကြီးကွန်ကလည်းပျက်စီးသွားတယ်မိုးလောင်ကြီးကလည်းအနောက်ကိုအနှဲငယ်ဆုတ်လိုက်ရတယ်သူ့ရဲ့ခနာကူမှာဗာဒံရမမရှိဘူးဆိုပေမဲ့အနှဲရောက်အလင်းနှံဝင်ထိုးလိုက်တဲ့သူ့ရဲ့လက်သီးနှစ်ဖက်မှာတော့စုပ်ပြတ်တက်ကုန်တယ် ။အဲ့ဒါနဲ့အတူပဲမူချံဖန်တီးထားတဲ့ကြပန်းနှစ်ပွဲကလည်းတပြေးပြေးနဲ့ပျောက်ကွယ်လို့သွားတယ်။မူချံရဲ့အကောင်းဆုံးဝိညာဉ်အစီအမံကိုတော့မိုးလောင်ကြီးကလက်သီးနှစ်ဖက်ထဲနဲ့ခုခံသွားပြတယ်။စုချွန်တို့ကပြောတယ်။ဒီအတိုင်းဆိုရင်မိုးလောင်ကြီးကိုရင်ဆိုင်ဖို့မူချံတော်တော်လေးခက်ခဲသွားလိမ့်မယ်။ဟီယောက်ကဝင်ပြောတယ်။တက်ရောက်တယ်ဆိုရင်တော့ခက်ခဲမယ်။ဒါပေမဲ့သူသားလော့လီနဲ့လီရွှန်သုံးတို့ကိုအနိုင်ယူနိုင်တဲ့အထိတောက်ခတ်နိုင်မှုဆိုရင်ငါတို့တို့ကမျှော်လင့်ချက်ရှိသေးတယ်။မူချန်ကတော့သူ့ရဲ့ကြပန်းကိုခုခံနိုင်တာဒါပတ်မှဆုံးတွေ့ဖူးတာပဲ။ မိုးလောင်ကြီးကမူချံကိုတစ်ချက်ပြုံးပြလိုက်တယ်ပြီးတာနဲ့ချက်ချင်းဆုတ်တယ်လို့မူချံရဲ့ညာဘက်မှာပေါ်လာပြီးမူချံကိုတိုက်ခိုက်တယ်မူချံကလည်းဒရိကြီးကြီးထားပြီးသူ့ရဲ့ငကားဝိဇပညာရဲ့ကိုတုံးပြီးမိသားတရာလောက်ထိကိုစုပ်လိုက်တယ်ပြီးတော့ကြာပန်းနှစ်ပွဲကိုနောက်တစ်ခါထပ်ဖို့လိုက်ပြီးအနေရောက်အလင်းတန်းနဲ့နောက်တစ်ခါပြစ်ပြန့်တယ်အရင်လိုပဲမိုးလောင်ကြီးကလက်တီးနဲ့ပြန်ပြီးတော့ကာကွယ်လိုက်တယ်သူလက်တီးနဲ့ထိုးခဲနိုင်တယ်ဆိုပြီးသူကလည်းအနောက်ကိုပြက်ပြက်မီးစုပ်လိုက်ရတယ်ပြည်တာနဲ့သူကဘာမှဖြစ်တဲ့ပုံစံမျိုးပဲအရိတ်တွေအများကြီးခွဲလိုက်ပြီးမူချာရဲ့ညာဘက်ခြံမှာပြန်ပြီးတော့ပေါ်လာပြန်တယ် အနာဝရရောက်ခြင်းပဲသူကပြောတယ်။မင်းရဲ့ဝဲပြတ်နဂါတိုင်းကျန်တဲ့ငါရဲ့လက်ထက်ကနေအချိန်တိုင်းရှောက်ပြေးနိုင်မယ်လို့ထင်နေတာလား။ပြီးတော့သူ့ရဲ့လက်မှာနဂါအကြီးကုန်းနေပေါ်လာတယ်။နဂါလက်သီးဆိုတဲ့တိုင်းကျန်းအသုံးပြီးမူချံကိုထိုးလိုက်တယ်။လက်သီးနှလုံးကမူချံစီကိုပြေးဝင်လာတယ်။ဒီတစ်ခါမှတော့မူချံရှောင်လို့မရတော့ဘူး။အဲ့တော့သူကသူ့ရဲ့ရေဘက်မှာရှိတဲ့အခရအလင်းနန်းကိုထုတ်လိုက်တယ်။ခြာရှင်းဆိုလိုပဲသူ့ရဲ့ကိုယ်မှာအနဲ့ရောက်အလင်းနန်းကြီးပေါ်လာတယ်။ဒါကအလင်းနဲ့နှစ်ဖျားတိုင်းကြံပဲသူကအလင်းနဲ့နှစ်ဖျားတိုင်းကြံကိုအတုံးပြုပြီးမူလုံကြီးရဲ့လက်တီကိုရင်ဆိုင်လိုက်တယ် ခုခန့်နိုင်ခဲ့တဲ့ဆိုပေမဲ့မိသားတရာလောက်ထိကိုလွန့်ထွက်သွားတယ်။ဗဇက်ကနေလဲသွေးတွေအန်ချလာတယ်။မွေလုံးကြီးကပြောတယ်။မင်းကအရန်ကိုမာနကြီးတဲ့ကောင်ပဲ။ငါနဲ့တော့ဒီလိုထိတ်တိုင်းရင်ဆိုင်ရဲတဲ့ဆိုတော့မင်းကပေချင်နေပြီ။မွေလုံးကြီးရဲ့စကားတွေကိုကြားနေတာတော့မူချန်ကတုံ့လို့သွားခြင်းမရှိဘူး။ तू ဘလို့ပြန်ပြီးတိုက်ခိုက်ရမလဲဆိုတာပဲသွေးတော်နေတယ်။မူချန်စဉ်းစားနေတယ်ဆိုတာကိုမွေလုံးကြီးကလည်းသိတယ်။အဲ့တော့သူကချက်ချင်းပဲမူချန်ရဲ့အနာကိုကတ်ပြီးဒရဇက်ထိုးစစ်စင်တယ်။မူချန်ကလည်းပြန်ပြီးတော့ကကွယ်တယ်။ ဒါပေမဲ့သူကခံစဲအနေနဲ့ပဲတိုက်ခိုက်လို့ရနေတယ်မူချန်ကမူလောင်ကြီးရဲ့လက်သီးချက်ကိုထိရင်အနောက်ကိုဆော့ဆော့သွားတယ်ဒါပေမဲ့သူ့ရဲ့လက်ချောင်းထိုက်မှာတော့အလင်းလက်နဲ့စူစည်းလာတာကိုဘယ်သူမှသတိမထားမိဘူးမူချန်ကတော့မူလောင်ကြီးထိုးရမြကိုတိုက်အိတ်လိုပဲခုခံနေရတယ်အဝေးကြီးကိုလွတ်ထွက်သွားပြန်တယ်မူလောင်ကြီးကပြောတယ်မင်းကတော်တော်ဇွဲကြီးတဲ့ကောင်ပဲဒီအတိုင်းဆိုရင်မင်းလေးချင်းကနဲ့အဖွဲဝိဇ္ဇပညာရကတော်တော်လေးကိုအစွမ်းထက်တဲ့ပုံပဲပြီးတော့လည်းမူလောင်ကြီးကမူချန်ကိုအဆုံးတတ်ဖို့ဆိုပြီးအနာအုပ်ပြေးဝင်သွားတယ် ဒီတစ်ခါမှတော့မူချန်ကသူ့ကိုကြောက်စရာကောင်းတဲ့အပြုံမျိုးနဲ့ပြုံးပြတယ်။ဒါအောင်မြင်တော့မူလောင်ကြီးလက်တော်တော်လေးကိုတုံလှုပ်သွားတယ်။မူချန်ကပြောတယ်။မင်းရဲ့တိုက်ခိုက်မှုကိုငါအလကားတသက်ကြိတ်မဲ့ခံနေတယ်လို့မင်းထင်တာလား။စကားနဲ့ဆုံးရတာနဲ့မူချန်နဲ့မူလောင်ကြီးရှိနေတဲ့နေရာကချက်ချင်းဆုတ်တယ်လို့ပဲမိဖို့တစ်ခုအသွင်တံပြောင်းလဲသွားတယ်။ဒါကလည်းဝိညာဉ်အစီအမံတစ်ခုပဲ။ဒီဝိညာဉ်အစီအမံကခန္ဓာကမူချန်အသုံးပြုလိုက်တဲ့ကြာပိုင်းနှစ်ပွေထောက်ကိုပို့ပြီးတော့အစင်မြင့်တယ်။ဝိညာဉ်အစီအမံထွက်ပေါ်လာတော့အလုံးအသိသွားတယ်။ ဒါပေမဲ့လက်ကဒစိတ်တွေကိုဘယ်ချိန်ကလေးမူချံလောက်ရဲဆိုတာတော့ဘယ်သူမှမသိလိုက်ကြဘူးအခုမူချံဖန်တီးလိုက်တဲ့ဝိညာဉ်အစီမံကအကြီးကဲလင်းရှိပေးခဲ့တဲ့အစီမံပဲဒီအစီမံကကြပန်းအစီမံလိုပဲအစ်စ်ကဝိညာဉ်အစီမံတစ်ခုဆိုပေမဲ့ကောင်းဝင်အပီးသက်ခြင်းနောက်ဆုံးအဆင့်ကိုပိုင်ဆိုင်ထားတယ်အရင်တုန်းကမူချံဒီအစီမံကိုဖန်တီးလို့မရခဲ့ဘူးဒါပေမဲ့နှလုံးသားမျက်လုံးကိုမူချံဖွင့်နိုင်တဲ့အခါမှာတော့ဒီအစီမံကိုသူကအောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်မော်လောင်ကြီးကဒေါရဒီပြောတယ်မင်းကအဲ့လိုမျိုးလောက်ွက်ပေးမြင်များထင်နေလား ပြီးတော့သူကအရှိကိုပြေးပြီးတော့ဝင်လာတယ်။မိကုံးရောက်ဝိညာဉ်စွမ်းအင်တွေကိုလည်းထုတ်လိုက်တယ်။မူချန်ကပြောတယ်။မင်းကမဟုတ်သရုပ်တွေလောက်ရတာတော်တော်ကြိုက်တဲ့ကောင်ပဲ။ပြီးရတဲ့မူချန်ကသူ့ရဲ့လက်ဝါးနှစ်ခုကိုလောက်အုပ်ချီတဲ့ပုံစံမျိုးဆော့လိုက်တာနဲ့မိဖို့တွေကလည်းအလင်းတန်းတွေဖြတ်ထွက်လာတယ်။အန့်ဖွဲ့ကောင်းကင်မိဖို့အစီမံမိဖို့အစီမံတွေကလည်းအလင်းတန်းတွေကတိုင်တိုင်းလိုပဲမွေးလောင်ကြီးစီကိုပြေးဝင်သွားတယ်။ဒီအနီရောင်အလင်းတန်းကိုတော့မွေးလောင်ကြီးရှောင်လို့မရတော့ဘူး။အဲ့ဒီအနီရောင်အလင်းတန်းနဲ့သူ့ရဲ့အနာကိုရောက်လာတာနဲ့အန်ရရဲ့အငွေ့တက်ကိုလည်းမူလောင်ကြီးခံစားမိလိုက်တယ် ဒါပေမဲ့သူကမူချန်တက်ကိုအစစ်မြင့်တယ်ဆိုတော့နည်းနည်းမှမကြောက်ဘူးသူကပြောတယ်မင်းရဲ့အစစ်ငါဝင်းရဲ့အစီမံကိုငါမဖျက်ဆီးနိုင်ဘူးဆိုတာလောက်ဝတ်မယုံဘူးပြီးတာနဲ့မိုးလုံးကြီးကအနှံ့ရောင်စွမ်းအင်းတွေကိုထုတ်လိုက်တယ်စွမ်းအင်းတွေကတဖြည်းဖြည်းနဲ့စုစည်းသွားပြီးသူ့ရဲ့ရှိမှကားချက်ကြီးတစ်ခုပြက်ကာကွယ်ဖိထားတယ်အဲ့ဒီကားချက်ကြီးကနေလည်းအနှံ့ရောင်နဂါးတကောင်ထွက်ပေါ်လူလာတယ်ဒီကားချက်နဲ့အနှံ့ရောင်နဂါးကမိုးလုံးကြီးရဲ့နောက်ဆုံးခုခံတဲ့ခုခံခြင်းပဲဒါပေမဲ့မိုးလုံးကြီးထုတ်လိုက်တဲ့ခုခံကာကွယ်တဲ့နီးစနစ်တွေအကလုံးက မူချံရဲ့မီးဖို့အစီအမံထဲမှာတဖြည်းဖြည်းလောင်ကျွမ်းကုန်တယ်။နောက်ပိုင်းဘယ်လိုဖြစ်မလဲဆိုတာနောက်လမ်းမဲဥဒီမှာစောင့်ကြည့်ကြပါဦး။ဒီနေ့ဖို့ဘက်ပါအားလုံးကျေးဇူးတင်ပါတယ်။